အနိုင်ဆုံးလောက်ခလာစာတမတ်နိုင်ရေးဝင်ကြီးဌာနအနေနဲ့အောက်ကလကုံကနေစတင်စစ်တမ်းကောက်ယူတော့မှာဖြစ်ပါတယ်။ဥမျက်သူရကတည်တင်းပြပို့ထားပါရရှင်။အနိုင်ဆုံးလောက်ခလာစာတမတ်နိုင်ရေးအတွက်ဝင်ကြီးဌာနအနေနဲ့စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကိုအောက်ကလကုံကနေစတင်ကောက်ယူရမယ်လို့အလုံသမားအလုတ်ကိုင်းနဲ့လူမှုဖူလုံရေးဝင်ကြီးဌာနပြည်ထောင်စုဒုတိယဝင်ကြီးဒေါ်ဝင်းမော်တွန်းကအောက်ကလ73ရက်နေ့ကမီဒီယာတွေနဲ့တွေ့ဆုံပွဲမှာပြောကြားလိုက်တာပါ။ကျွန်တော်စာရေးကောက်ယူစတဲ့နေ့ဒီအကုန်လုံးပေါ်တဲ့အနေနဲ့ဒီနေ့တောင်းနေတယ်။အဲ့ဒါမျိုးအခုစတာလို့ဒီကောက်ပါ ဆန်ကောက်စစ်တမ်းကောက်ယူရမှာပြည်အောင်စုအစိုးရအနေနဲ့တိုင်းဒေသကြီးအစိုးရကိုဘယ်နှစ်နောက်ဆုံးတင်ရမယ်ဆိုတဲ့အချိန်ကတ်သက်ပေးတာမျိုးမလုပ်ပဲအချက်လက်များကိုရနိုင်တဲ့လောက်များများကောက်ယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ကောက်ပြီးရတယ်ကျွန်မတက်မှတ်မပေးနဲ့တွေ့ချက်ချမ်းခဲ့တယ်။ဟောတက်မှတ်ချက်တခုဆိုဒီကပြီးဆိုရင်ဒီကပုံနာနဲ့50လောက်ဆိုတာ10ရောက်ပုံနာပြီးပြီးလေးကြီးကခဏပြောလူသားစေတာဒီကမှန်တာပြောတနေ့ကမှမကြုံဘူးပြေးစားလူသမားတွေပြတ်တက်ပြေးစားဒီကိုကောက် တက်လက်များများရအောင်ကောက်မှာဖြစ်လို့မူလကတတ်မှတ်ထားတဲ့2014ခုနှစ်ဒီဇင်ဘာမှာအနေဆုံးလောက်ခလက်စာတတ်မှတ်နိုင်ရေးအချိန်အပြောင်းလဲရှိနိုင်တယ်လို့အတူဝင်ကြီးကပြောပါတယ်မြန်မာနိုင်ငံမှာအနေဆုံးလောက်ခလက်စာမတတ်မှတ်နိုင်သေးတာကြောင့်ဆက်ယုံလူသမားတွေလောက်ခလက်စာနဲ့ပတ်သက်ပြီးဆန္ဒပြမှုတွေမကြာခဏဖြစ်ပေါ်နေပါတယ်ကျွန်တော်မြတ်သူရပါ